2025ခုနှစ်ဇွန်လ20ရက်တောက်ချာနေ့လန်ရှင်ချင်းငါ၌အတိမတိသောအခက်ရှိသည်များတို့ကို ခုတ်ပစ်တော်မူ၏အတိတိသောအခက်ရှိသည်များတို့ကိုတာပြည့်တီးစေခြင်းကတုတ်တင်ရှင်းလင်းတော်မူ၏ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး15အငယ်နေ့ကျမကားကိုအရှင်လျှော့ပြီးရလိုက်သည်နှင့်လွှတ်ဆွဲဆက်နှင့်တစ်ပြက်ဆက်တို့၏အတံပလံများကိုစူညံစွာနားရဲကြားလာပါသည်အလုတ္တမတစုသည်ချေးလက်လန်းတလျှောက် ဆယ်စုနှစ်များစွာကြာရှိနေသောတစ်ပင်များ၏အကိုင်းအခတ်များကိုခြိုင်ပြင့်နေကြခြင်းဖြစ်သည်အချို့သောတစ်ပင်များကိုအပြီးတိုင်ဖေရှားရန်ပြင်ဆင်နေပါသည်အစပိုင်းမှာတော့ထိုထေဝါသည်တစ်ပင်တွေအဖေခံရတာကိုမြင်ရလို့စိတ်မကောင်းဖြစ်မိပါသည်နောက်ပိုင်းဓာတ်အားလိုက်များပေါ်ကတစ်ကိုင်းတွေ ပြုတ်ကျတာဒါမှမဟုတ် လေပြင်းတိုက်လို့ရေခဲလို့ကားပေါ်ပြုတ်ကျတာတွေမကြာခဏဖြစ်တာကို ပြန်အမှတ်ရမိသည် လန်ရှင်ပြီးဘေးကင်းစီဖို့အတွက်တစ်ပင်များကိုခြံရန်လိုအပ်ပါသည် တခါတရံဘဝဤအမြင်များက ကျမတို့အားဖျားသခင်အလိုတော်နှင့်အညီဆက်ရှိနေဖို့ကူညီပေးရန်ဖြတ်တောက်ဖို့လိုပါသည်ယောနာကဲ့သို့ဖျားသခင်အလုံးလုံးနေသည်ကို ကျမတို့မပြောနိုင်ပါအစီအစဉ်ဒါမှမဟုတ်ထိုနေရာကိုရောက်ဖို့လမ်းကြောင်းကို ကျမတို့နားမလည်ကြပါမကြာခဏဆိုသလိုကျမသည်ကျမ၏ယုံကြည်ခြင်းခီးသို့မဟုတ် ခြားသူများကိုထိခိုက်စေမိသဘောထားသို့မဟုတ်အလိအထကိုလက်လျှော့ဖို့တွန်းဆုံနေခဲ့ပါသည်ဆူတောင်းခြင်းဆင်ခြင်ခြင်းတမချမ်းစာဖတ်ခြင်းကတစဉ်ဘုရားသခင်ကကျမတို့၏ကွယ်ကာရှင်အဖြစ် စိတ်ချနိုင်ပါသည်ကျမတို့အသက်တာတွင်ဘုရားသခင် ရှင်းလင်းပေးခြင်းကို လက်ခံသောအခါကျမတို့သစ္စာရှိရှိနေထိုင်နိုင်ပြီးတွားသိမ့်မိလမ်းပေါ်တွင်ဘေးကင်းစွာရှိနေနိုင်သည်ဆင်ခြင်ရန်ဘုရားသခင်၏လမ်းအတိုင်းဆက်လျှောက်နိုင်ဖို့ ဘဝတွေကဘာတွေကိုဖျက်တောက်ဖြစ်ပို့လို့တလေအာယုံပြုစုတောင်းရန်လမ်းလောက်သားများအတွက်စုတောင်းချက်အနန္တတကုရှင်အကျွေးမဲ့တည်တော်မူသောဘုရားသခင်ကိုတော့ဤလမ်းများအားလက်ခံပြီးကိုတော့အတိဆုံးဖြစ်ကြောင်းသိစေမူပါအာမင် April Burger New York USA